ီညရှင်ပြိုင်ကစားမဲ့ဘန်လင်နဲ့ပွဲစဉ်မှာကျွန်တော်တို့ Chelsea တင်ဘလို့ပွဲထွက်လာနိုင်ပါသလဲမင်္ဂလာပါဗျကိုခိုင်း Chelsea fan page ကနေအပြောင်းအကျွန်တော်များအားလုံးကိုကြိုဆိုပါရစေဒီည9နာရီမတိုင်ခင် lineup ထွက်တာနဲ့ကိုခိုင်း Chelsea fan page မှာကျွန်တော် lineup analysis လုပ်ပြီးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီညစုံတွေ့ပါမယ်တလက်စားရဲကျွန်တော် announce လုပ်လိုက်တာပါဘယ်ကစားသမားတွေဒဏ်ရရနေလဲဒီပွဲစဉ်ပါဖို့ပါဖို့ရှိနေလဲအဲ့ဒီဘက်ကိုကျွန်တော်အရင်ပြပြချင်တယ် အန်ဆိုကမသေးကြဘူးဗျဒုတယ်ရတာတယ်ပက်ထရိုနက်တိုကတော့ပေါင်ချံရထားပေမဲ့အသင်းနဲ့ပြန်လဲပူပေါင်းနေပြီလေးချင်နေပါတယ်ဆင်းနေပြီဒါပေမဲ့ဒဏ်ရအခင်းမတည်သေးတဲ့အပိုင်းကိုကျွန်တော်ပြပြတာပါဘန်ဝိုက်ဘရီယာရှိုင်းလဲပြန်ကောင်းနေပြီဆိုရင်ပဲဘယ်အချိန်ပြန်ကစားမလဲဆိုတာအတိအကျမဖော်ပြထားပါဘူးအဆူးကို ကိုးပါမှာလဗိုင်းကိုဝဲရိုမီယူလဗယ်ယာလုံးဝမပါဝင်ပါဘူးကျွန်တော်အပေါ်မှာပြောခဲ့တဲ့အဲလိုဖာနန်ဒက်စ်နဲ့ပက်ဒရိုနက်တိုသားလေးဒီပွဲစဉ် ဒက်ဖူးဖြစ်တဲ့အခြေအနေပါပါရင်လဲပါလာနိုင်တယ်မပါရင်လဲမပါနိုင်ဘူးဆိုတဲ့သဘောမျိုးပဲအကျွန်တော်စဉ်းစားရမှာအန်ဇိုနဲ့နက်တူဆိုရင်နက်တူကတော့အနာပေးထားတဲ့အတွက်ကြောင့်ဒီပွဲတင်မှာပါကောင်းပါလာနိုင်တယ်အန်ဇိုတော့ထပ်ပြီးအနာပေးလိုက်ရင်ကောင်းမယ်ကျွန်တော်တို့ရဲ့ vice captain ကဒိုင်ယာပြဿနာမကြခဏရတဲ့သူမဖြစ်ရလေအောင်တတောင့်တတအရန်ကုန်မှာပဲထိုင်ခိုင်းထားတင်ပါတယ်ပြီးရင်လည်းဘာစလိုနာပွဲကစားဖို့ရှိတဲ့အတွက်ကြောင့်အန်ဇိုကိုလုံးဝအနာပေးထားတာကတော့အကောင်းဆုံးဖြစ်ပါလိမ့်မယ် ါတော့ဒန်ရကစားသမားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ညီကိုတွေကိုနောက်ဆုံးရသတင်းနဲ့ဆက်ဆက်ပြောပြခဲ့တာပါဟုတ်ပြီအဲ့တော့ကျွန်တော်ပွဲထွက် line နဲ့အခင်းချင်းကိုစတင်ပြီးတော့ခမန်းလိုက်ရအောင်ဘုဒ္ဓမာ Robert Sanchez တေးကြတဲ့ Philip Yorgin စင်က Chelsea ရဲ့ပွဲထွက်ဂုဒ္ဓမာတယောက်ဖြစ်လာစရာအကြောင်းမရှိတော့ဘူးသူ့ရဲ့ယုံကြည်မှုဘိုင်းကမိကွန်းထုတ်ချင်စရာကောင်းတယ်ဗျအဲ့ Robert Sanchez ပဲပွဲထွက်လာမှာပါကျွန်တော် CB နဲ့နေရာပေါ့နော်စဉ်းစားစရာတွေတော့အများကြီးရှိတယ်ဘု து ကိုတုံးတုံးယုံကြည်လို့မရတဲ့အခြေအနေမျိုး quantity ပဲရှိတယ် quality ပိုင်းအားနည်းတယ်အခုဆိုရင် ကစားသမား၄ယောက်ရွေးလို့ရတယ် Trevor Chalobah တူစင်အာရယာဘီယိုယို Josh Achimbaung နဲ့ Wesley Fofana အဲ့တချို့စကားတွေကပ်ပြီးပြောရင်တော့အချင်းမောင်းအောင်ကောင်းတယ်လို့ဘာလို့ညာလို့အမှန်ပါတယ်တစိ့ဒေတာပေါ့တို့ရင်မဲ့အဲ့ဒီအသက်ဆက်ရှင်နဲ့အရွယ်ကိုကျွန်တော်တို့အားကိုးနေရတဲ့ level မျိုးမဟုတ်ဘူးလေ Chelsea ဆိုတာအချင်းမောင်းလေးကောင်းတယ်ကျွန်တော်လည်းကြိုက်တယ် personal ရသဘောကျတယ်တို့ရင်မဲ့အတွေ့အကြုံပိုင်းလိုအပ်ချက်ရှိနေတည်တယ်ပြိုင်ဘက်ကအရင် pressing ပြီးတဲ့ခါကျရင်သူနည်းနည်းပြရတယ်ဗျ လက်ရှိအချိန်မှာအကောင်းဆုံးကတော့ Trevor Chalobah နဲ့ Wesley Fofana ပဲ Wesley Fofana ဒီတပတ်တခါပွဲနာခိုင်းဒီတပတ်ကန်နောက်တပတ်နာအဲအဲ့ဒါဆိုရင်တော့မဆိုးရေရှည်အသုံးပြမယ်ဆိုရင်ချက်ခိုင်မှုပိုင်းစိုးရင်ရတယ်ဒါပေမဲ့ကျွန်တော်တခုစဉ်းစားရမှာဒီပွဲပြီးဘာစလိုနာနဲ့တွေ့ရမယ်ဘာစလိုနာနဲ့ပွဲမှာအချင်းပေါင်းကိုတုံးတာထက်တိုးစင်လို့ဘောလေးနေတဲ့ပလေယာကိုတုံးတာထက် Wesley ကိုတုံးလိုက်တာပိုမကောင်းလားအဲ့ဒါကြောင့်နောက်ပွဲတော့ပိုချန်တင်တယ်လို့ထင်တယ် ချန်ပီယံလိလည်းအရေးပါရလေဗျာအဓိကဂုံသိက္ခာပိုင်းဂုံသိက္ခာပိုင်းရင်းရေးပါတယ်စတန်ဖို့ဘရစ်မှာကျွန်တော်တို့လှော်သွားရင်မလွယ်ဘူးအဲ့တော့ကျွန်တော်ကတော့ဝက်စလီကိုပေါ်တော့ခွင့်ပေးလာနိုင်တယ်လို့ထင်တယ်ဒါပေမဲ့ကျွန်တော်ပါစနယ်ကပေါ်တော့ခွင့်မပေးသေးဘူးဘာစလိုနာနဲ့ပွဲအတွက်ဥထားတင်ပါတယ်ဒီပွဲစဉ်မှာအချင်းပေါင်းနဲ့ထရီဗာချာလိုပါတော့ရင်တော့ပူအဆင်ပြေတာပေါ့နော်โอเคအဲ့တော့ကျွန်တော်စိုက်ဘက်တွေကိုတစ်ချက်ကြည့်အောင်စိုက်ဘက်တွေကကိုင်းတဲ့ပုံမှာသွားပြီးတော့မူတည်နေတယ်အဓိကတော့ right back ပေါ့ ဲ့တော့ကြောင့်ဘလုံးပွဲတစ်ပွဲကတကွင်းလုံးအကုန်အရေးကြီးရလို့ပြောတာဘာကြောင့်လဲအန်ဆိုပါရင်ဒီ right back မှာ reach chain ပွဲထွက်လို့ရတယ်တကယ်လို့အန်ဆိုမပါဘူးဆိုရင် reach chain မယ်လို့ကူဆိုလို့ဒီလိုပွဲထွက်လို့ရတယ်ကျွန်တော်ကတော့ reach chain ကိုနောက်ပိုင်းပွဲတွေနံပါတ်6နေရာမှာထားတာသဘောကျတယ်ဗျနံပါတ်6နေရာကစားသမားဒီဒီလောက်တော့အတက်ဆင်းလုံးစရာမလိုစင်ထရယ်ဆိုမှာပဲရှေ့ပြေးနောက်ပြေးပြေးနေလို့ရတယ်ဒီဘက်ကကစားသမားတွေကအထဲတွေလည်းဝင်ရတယ်ချန်နယ်တွေလည်းပြရတယ်ပို့ပြီးတော့ပြဲတယ် အန်ဇိုပါဖို့မပါဖို့မသေးကြတဲ့အချိန်ဒီမှာပိုသေးကြမဲ့ Reese J ခိုင်စရုအတွဲဖက်ကိုတုံးတာကတော့အဆင်ပြေလိမ့်မယ်ဗျကျွန်တော်တစ်ဖက်မှာပြင်းထန်လက်ရွေးတဲ့အတင်းတော့ပထမဆုံးရွေးချယ်ပြီးတော့ခြေသွမ်းပြသွားသွားခဲ့တဲ့ Melogu Sto ကိုထည့်တင်တယ်ဒါဆိုရင်တော့ကျွန်တော်တို့တော်လေး solid ဖြစ်သွားတဲ့အတွဲဖက်ကိုမြင်ရမှာပါဟုတ်ပြီအဲ့တော့ကျွန်တော် left back မှာကတော့ရှင်းတယ်သခင် Mac ပဲပါလာမှာဖြစ်ပါတယ်အဲ့တော့ left back တနေရာပြောမယ်သာပြောတာလူသားလဲနေရာလဲမြင်များဆဆမရှိဘူး ဲ့တော့ကျွန်တော်တို့မကူကူရယာဒိုင်ယာပြဿနာကင်းစင်ပြီးကြန့်ခိုင်မှုပြေဝနေခြင်းကဖျားပေးတဲ့စုလက်တစ်ခုပါပဲကျွန်တော်ညကိုဘလုံးမွေးကစားခြင်းနဲ့ဆိုရင်တော့ senior torch စီမှာမောင်ငါ6အိုင်ဘက်ခွန်6ကို9ဒလမစ္စတိုကို member တွေ unit ဖြစ်အပူစုကြီးတွေနဲ့ယုံကြည်သွားကစားလို့ရပါတယ်အသေးသေးသိခြင်းနဲ့ဆိုရင်တော့ဗပနမတ်3998931380မှာဆက်သွယ်ဆောင်တဲ့မိမြန်လို့ရပါတယ်ခင်ဗျာ okay အဲ့တော့ကျွန်တော် share တိုက်စစ်အစုဖွဲ့ကြည့်လိုက်ရအောင်ကျွန်တော်ကတော့အန်ဆိုကိုမထက်တင်ဦးထင်လို့ပေါ့နော်ကျွန်တော်ထည့်ပြီးတော့မပြောထားဘူး အဲ့တော့ကျွန်တော်အန်ဆိုမပါရင်လည်းဒီနေရာတွေကသုံးလို့ရတဲ့ကစားသမားတွေရှိပါတယ်အစတီဗန်ဝီလျံအန်ဆိုလိုတော့ playmaking မလုပ်ပေးနိုင်ဘူးသူမှရှောက်ပြီးလိန်နေတာနဲ့တည်းယူသွားလိုက်မယ်ပြိုင်မဲ့ကစားသမားတွေအဲ့နေရာမှာနေရာလွတ်တွေအများကြီးရနိုင်တယ်အဲ့တော့ကျွန်တော်ကျွန်တော်တို့အစတီဗန်ကိုနံပါတ်10နေရာမှာထည့်လာနိုင်တယ်လို့ထင်တယ်ပက်ဒရိုနက်တိုကတော့ဒန်ပတ်သက်တဲ့နည်းနည်းတက်တာလာတဲ့အတွက် right wing မှာထွက်လာနိုင်တယ်ကျွန်တော် left wing တနေရာမှာတော့အလီဂျန်နရိုဂနာချိုလေးပဲပွတ်ထွက်လာမှာပါဂျီမီကီဒန်စ်က U21 အင်္ဂလန်လူရေးစဉ်ပွဲစဉ်မှာ တရားပဒနာနည်းနည်းရခဲ့တယ်ပြဿနာမရှိဘူးဆိုရင်လည်းဂါနာချိုးပဲပွဲထွက်ဖို့ကတေချာတလောက်ပဲဖြစ်ပါတယ်အဲ့တော့ဂါနာချိုးအကြောင်းပြောမှကျွန်တော်တချို့ first lady first test ဆိုင် the record လေးတခုပေါ့နော်ကျွန်တော်ညီကိုတွေ sharing လုပ်ပေးခြင်းနဲ့တီပိသားညီကိုတွေကတော့တီပိသားဖြစ်ပါလိမ့်မယ်ဒါကတော့ပြီးခဲ့တဲ့တပတ်တုန်းကဒါဟူဗန်တန်ကိုအနိုင်ရခဲ့တဲ့ပွဲမှာအသက်27နှစ်အရွယ်နဲ့ပေါ့နော် Premier League မှာပွဲပေါင်း100ပြည့်တဲ့အသက်ငယ်ဆုံးလက်တင်အမေရိကကစားသမားဖြစ်လာပါတယ်တောင်အမေရိကကစားသမားပေါ့အဲ့တော့ကြောင့် ဂေဘရီယယ်မာတင်နယ်လီရဲ့စံချိန်ကိုကြော်ဖြတ်ပြီးတော့အပွဲစဉ်မှာစံချိန်တင်ခဲ့ပါတယ်။အသက်22နှစ်လေးနဲ့ကျပွဲပေါင်း100ကျော်ကစားထားတာ။ဂနာချိုတာပုံမှန်ပွဲတစ်ခွင်ပေးမယ်ဆိုရင်အသင်းနဲ့ပြန်ပြီးတော့ rhythm လေးမှန်လာနိုင်တယ်ဗျ။အဲ့ဒါကြောင့်ကျွန်တော်တို့ဂနာချိုလက်ဖွင့်တနေရာမှာဒီပွဲစဉ်အတွက်ရွေးချယ်ထားပါတယ်။တိုက်စစ်ပိုင်းမှာ JP ထဲမလားဒါမှမဟုတ်ကျွန်တော် Lian D Lab ထည့်မလားဆိုတာစဉ်းစားကြရပဲပေါ့နော် JPO တော့ခဏတာအနာပေးတင်တယ်ဗျ။အင်္ဂလကလက်ရွေးစင်ပွဲကြီးလည်းကစားထားတဲ့အခါကျတော့ လီယန်ဒီလပ်အင်ပြည့်အားပြည့်ဖြစ်နေနိုင်တဲ့အတွက်ကျွန်တော်တို့လီယန်ဒီလပ်ကိုဒီနေရာမှာထည့်ချင်ပါတယ်။ဟုတ်ကဲ့ဒါတော့ဒီညမှာရှင်ပြန်ကစားမယ့်ဘန်လီနဲ့ပွဲတင်အတွက်ကျွန်တော်ခက်မှန်မိတဲ့ချယ်ဆီရဲ့လူစည်းရင်းဖြစ်ပါတယ်။ဗီဒီယိုလေးကိုသုံးနှစ်ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။